္ဂလာပါရှင်။တန်လင်းထားမြေနိုဝင်ဘာလ3ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖာပေါ်ကစစ်တပ်စခန်းတွေမကြာရေးအတွက် လေရင်နဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေတဲ့သတင်းနဲ့ လောင်းလုံးမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်ရှင်တပ်တိုက်ခိုက်ခံရပြီးရှစ်ဦးသေဆုံးခဲ့တဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့နျူကလ িয়ার ဆက်ရုံတွေကိုကြီးမားတဲ့အင်အားနဲ့ပြန်လည်တည်ဆောက်မယ်လို့အီရန်ပြောလိုက်တဲ့သတင်းတရားမဝင်ရှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုမလုံလောက်သေးဘူးလို့ထွန့်ပြောလိုက်တဲ့သတင်းတွေအပြင်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ကရင်ပြည်နယ်ဖားပုံခရိုင်ထဲမှာရှိတဲ့စစ်တပ်စခန်းတွေမကြာရေးအတွက်စစ်ကောင်ဖြင့်တပ်ဟာလေရင်နဲ့စာနယ်ရိတ်ခါတွေအပါဝင်လက်နက်ခဲယမ်းတွေအဆက်မပြတ်ပို့ဆောင်နေတယ်လို့ KNU တပ်မှငါပြောခွင့်ရပုံမူကြီးစောကလေတို့ကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလပိုင်းကစစ်ကောင်ပြင်တပ်ဟာဖပုန်ခရိုင်တပ်မှငံမြေထဲမှာရှိတဲ့တတိုင်းတိတပ်စခန်းလေးကိုလေရင်နဲ့ရိတ်ခါထုတ်တွေလာရောက်ချပေးခဲ့တယ်လို့ဖပုန်စစ်ဗျူဟာနဲ့တခြားတပ်စခန်းတွေစီကိုလည်းစစ်ကောင်ပြင်တပ်က လေရင်နဲ့ရိတ်ခါတို့တွေလာရောက်ချပေးခဲ့တယ်လို့ဗိုလ်မှူးကြီးစောကလေးတို့ကဆိုပါတယ်။စစ်ကောင်ရှင်တက်ကကတိုင်တီစခန်းထဲကိုလာရောက်ချထားပေးခဲ့တဲ့အထုပ်တွေဟာအများအပြားစားနေရိတ်ခါတွေဖြစ်ကြပြီးလက်နက်ခဲရန်စေဝါနဲ့အတုံးဆောင်ပစ္စည်းတချို့စတာတွေလည်းပါဝင်ပြီးရိတ်ခါတို့ပစ္စည်းတချို့ကိုတော်လိုင်းပူပေါင်းတက်တီကတင်စီရမိခဲ့တာတွေရှိတယ်လို့ဆိုပါတယ်ရှင်။ကလန်တီစခန်းပါဝင်ဖာပုံစစ်ဗျူဟာနဲ့တက်မ၃တက်မ၅အစံနာကဘောဆဲခို လွဲမှုပလောဆတဲ့စစ်ကောင်မရှင်တက်စကန်လေးဟာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့မဟာမိတ်တော်လှန်ရေးအင်အားစုအဖွဲ့တို့ရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံခဲ့ရတဲ့အတွက်စစ်ကောင်မရှင်တပ်ဟာလေရင်ကားနေတာရိတ်ခေါတွေကိုပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။ ။ဒါပြင်အောက်တိုဘာလကုန်ပိုင်းကကမာမောင်းမြို့အနီးကမာမောင်းကတိုင်တီလမ်းပေါ်ကဝါဒူကျေးရွာမှာခြေကုပ်တက်ဆွဲထားတဲ့စစ်ကောင်ဖြင့်တက်ဟာဝါဒူရွာကနေကတိုင်တီရွာဘက်ကိုဦးတည်ပြီးစစ်ကြောင်းထပ်မံထိုးခဲ့ရာ KNL တပ်မကတော်လိုင်းရင်အောက်စုတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဝန်မှုကြီးစောကလေတို့ကဆိုပါတယ်ရှင်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်ပြင်တပ်ဘက်ကထိခိုက်မှုရှိခဲ့တဲ့အတွက်ရှေ့ဆက်မတိုးနိုင်တော့ဘဲပြန်လည်ဆုတ်ခွာသွားခဲ့ပြီးဝါဒူကျေးရွာထဲမှာပြန်လည်တပ်ဆွဲနေရယူထားတယ်လို့ဦးမကြီးစောကလေးသူကပြောဆိုပါရယ်ရှင်။ကမာမောင်းမြို့အနီးဝါဒူရွာမှာခြေကုပ်တပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်ပြင်တပ်ဟာဘိုးဘီရဲ့ DKB ခွဲထွက်အဖွဲ့ ကရင်နယ်ခြားဆောင်တပ် BGF တို့ရဲ့ပူးပေါင်းပါဝင်မှုတို့နဲ့ကတိုင်းသည့်စခန်းစီကိုစစ်ကိုပေးပို့နိုင်မှုအတွက်အကြိမ်ကြိမ်စ조사လှုပ်ဆောင်နေပြီးကတိုင်းသည့်စခန်းကနေဖာပွန်ပြူဟာစီကိုစစ်ကိုပေးပို့နိုင်မှုအတွက်စစ်ကောင်ပြင်းတက်ဟာ조사လှုပ်ဆောင်နေရပဲဖြစ်ပါတယ်။စစ်ကောင်ပြင်းတက်ကဖာပွန်ခရံကမာမောင်းဖာပွန်ကာလန်ပိုင်းကိုပြန်လည်စိုးမိုးနိုင်မှုအတွက်조사လှုပ်ဆောင်နေသလိုတစ်ဖက်မှာလည်းအရသာပြည်သူတွေနေထိုင်တဲ့ခြေရွာတွေထဲကိုလည်း

လောင်လုံးမြို့နယ်မောင်းမကန်ကျေးရွာကနေကရင်ကြီးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တပ်စစ်ကြောင်းကိုတော်လိုင်းရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကအောက်တိုဘာလ22ရက်နေ့နဲ့22ရက်နေ့တို့မှာလိုက်လံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်ရှင်တပ်သား၈ဦးသေဆုံးခဲ့ပြီးတရားရရှိသူအများအပြားရှိခဲ့ကြောင်းနဲ့တိုက်ပွဲအတွင်းစစ်ကောင်ရှင်တပ်ဟာလက်နက်ကြီးပစ်ကူတာနဲ့စစ်သင်းဘောကနေလည်းပစ်ကူပေးခဲ့တယ်လို့သိရပါပါတယ်ရှင်။တိုက်ပွဲပြီးတဲ့နောက် ဖွဲ့စည်းပြက်ကစစ်ကြောင်းပြန်လဲဆုတ်သွားတဲ့စစ်ကောင်ပြင်တဟာအင်အားပြန်လဲစူးစီးပြီးကမ်းပဏီကျေးရွာကိုပြန်လဲစစ်ကြောင်းထိုးလာခဲ့တဲ့အတွက်အဲ့ဒီကနေတဆင့်တကြားမင်းတောင်ပိုင်းမှာယာယီတက်ဆွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတက်ခိုင်မှုကိုဒေါနာစစ်ကြောင်း3 KBDF ဒေါနာတက်ကွဲခွန် LDF တဝဲခရိုင်တပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းရမညမွန်တက်တော် RME နဲ့လောင်းလုံးပကဖလိုကနေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကလည်းမောင်မကန်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေတိမ်ပိုက်ရရှိခဲ့ပြီးတိုက်ပွဲတွင်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်12ဦးသေဆုံးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ပြည်ခဲ့တဲ့ဇွန်လကအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကြောင့်ပျက်စီးသွားတဲ့နျူကလ িয়ার ဆက်ရုံတွေကိုပုံမကြီးမားတဲ့အင်အားနဲ့ပြန်လည်တိစောက်သွားမှာဖြစ်ကြောင်းမိမိတို့အနေနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေရမှာမဟုတ်ဘူးလို့အီရန်သမ္မတမာဇောက်ပီဇက်ခီရန်ကနိုဝင်ဘာလ2ရက်ကပြောလိုက်ပါတယ်။ အမေရိကန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার ဆက်ရုံတွေပြန်ဖွင့်ဖို့တီဟီရန်ကကြိုးပမ်းမယ်ဆိုရင်အီရန်နျူကလ িয়ার ဆက်ရုံတွေကိုထပ်မံတိုက်ခိုက်ဖို့ညွှန်ကြားသွားမှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးထားပါတယ်။အီရန်အနုမြူစွမ်းရင်အဖွဲ့အစည်းစီတွားရောက်ပြီးအီရန်နျူကလ িয়ার လုပ်ငန်းနယ်ပယ်ကမန်နေဂျာတွေနဲ့တွေ့ဆုံပြီးနောက်သမ္မတပီဇက်ခီရန်ကအခုလိုမျိုးပြောကြားလိုက်တာပါ။ အစာအုပ်တွေရဲ့စက်ယုံတွေကိုဖျက်ဆီးပစ်တာကမိမိတို့အတွက်ပြဿနာဖြစ်စေမှာမဟုတ်ပဲမိမိတို့အနေနဲ့ပုံမကြီးမားတဲ့အင်အားနဲ့ပြန်လည်တည်ဆောက်သွားမှာဖြစ်ကြောင်းသူကနိုင်ငံပိုင်မီဒီယာကိုပြောထားတာပါတီဟီရန်ကသူရဲ့နျူကလ িয়ার စီမံကိန်းဟာအရက်ဖက်အတွက်တည်တံ့ဖြစ်တယ်လို့အကြိမ်ကြိမ်ပြောဆိုထားပေမဲ့အနောက်တိုင်းကအီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတယ်လို့တင်ပြရရှိနေကြပါတယ် မိမိတို့ရဲ့နျူကလ িয়ার စီမံကိန်းကလူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးပြီးကျန်းမာရေးနဲ့ယောဂတွေအတွက်အပြေရှာရေးဖြစ်တယ်လို့အီရန်သမ္မတကပြောပါတယ်။အီရန်နျူကလ িয়ার ဆက်ယုံတွေဟာအမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်လုံးဝပျက်စီးသွားခဲ့ကြောင်းအစ္စရေးထောက်လှမ်းရေးမှူးဆက်ကအတည်ပြုထားပါတယ်။ အီရန်အနေနဲ့လလောဆယ်ယူရေးနီယံတန့်စင်မှုလုံးဝလုံးဆောင်နိုင်တော့မှာမဟုတ်ဘူးလို့အစ္စရေးထောက်လှမ်းရေးကပြောထားပါတယ်။မိမိတို့ဆစ်စင်ရေးအတွက်အီရန်စက်ရုံတွေထဲမှာရှိနေတဲ့ယူရေးနီယံတွေအားလုံးဘုံးတံကြောင်ပျက်စီးသွားပြီလို့ထရန့်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောပါတယ်။ဒါပေမဲ့အီရန်ထိတ်တန်းခေါင်းဆောင်အယာတိုလာအလီခါမေနီကမိမိတို့ရဲ့နျူကလ িয়ার လုပ်ငန်းနယ်ပယ်ဟာအမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးမသွားပဲထရက်အနေနဲ့ဆက်လက်အိမ်မက်မက်နေပါလို့အော်တိုဘာလာကပြောဆိုခဲ့ပါတယ်။ အီရန်ကကုလနျူကလ িয়ার ရှောက်ကြည့်အဖွဲ့ IAEA နဲ့လက်မှတ်ရေးထိုးထားတဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုကိုစက်တင်ဘာလကဖျက်သိမ်းခဲ့ပါတယ်။အမေရိကန်ဘုံကျဲတိုက်ခိုက်ပြီးနောက်အီရန်ကပျက်စီးသွားတဲ့စက်ရုံတွေစီ IAEA သွားရောက်စစ်ဆေးခွင့်မပေးခဲ့ပါဘူး။ အီရန်ရဲ့ပျက်စီးသွားတဲ့နျူကလ িয়ার ဆက်ရုံတွေနေရာမှာရေဒီယိုတတိကျမှုတွေလည်းမတွေ့ရဘူးဆိုတဲ့သတင်းတွေထွက်ပေါ်နေရကြောင်းအမေရိကန်ရဲ့တိုက်ခိုက်မှုမတိုင်ခင်အီရန်ကသူတို့ရဲ့တန့်စင်ပြီးသားယူရေနီယံတွေကိုနေရာပြောင်းရွှေ့ထားတာဖြစ်ပါတယ်။အမေရိကန်ကအီရန်နျူကလ িয়ার ဆက်ရုံတွေကိုဘုံကျဲဖျက်ဆီးပစ်ပြီးနောက်တမရထရန့်ကနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေချက်ချင်းပြန်ဆဖို့ညွှန်ကြားထားပြီးအမေရိကန်ရဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုအီရန်ကပြစ်တင်ရှုတ်ချထားပါတယ်။ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးလူပေါက်တယ်ဆိုတဲ့ဆွဆဲချက်တွေထွက်ပေါ်လာစေခဲ့တဲ့အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ပြင်းပြင်းထန်ထန်စီးနှင်းမှုတွေလုံလောက်တဲ့အတိုင်းအတာအထိမရောက်ရှိသေးဘူးလို့သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။ထရန့်ကို CBS သတင်းဌာနကအောက်တိုဘာ30ရက်ကအင်တာဗျူးဝင်မြန်းခဲ့တာဖြစ်ပြီး CBS ကဒေါ်လာ16တန်တန်ဖိုးရှိတဲ့ဖြည့်ရှင်းမှုပြုလုပ်ပြီးရနောက်အဲ့ဒီသတင်းဌာနနဲ့ပထမဆုံးအင်တာဗျူးလုပ်ခဲ့တာဖြစ်ပါတယ်။2024ရွေးကောက်ပွဲမတိုင်ခင်သူ့ရဲ့ဒီမိုကရက်ပြိုင်ဘက်ဒုသမရာဟောင်းကမလာဟဲရစ်စ်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး Republican သမ္မတ Trump က Paramount Company ပိုင်း CPS သတင်းဌာနကိုတရားစွဲဆိုခဲ့တာဖြစ်ပါသည်။ American လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICS စီးနင်းမှုတွေများလွန်းနေပြီလားလို့ CPS သတင်းဌာနရဲ့မေးမြန်းမှုကို Trump ကလုံလောက်တဲ့အတိုင်းအတာအထိမရောက်သေးဘူးလို့ထင်ကြောင်းဖြေကြားသွားပါသည်။ Democrat သမ္မတတွေဖြစ်တဲ့ Barack Obama နဲ့ Joe Biden တို့ခံထားခဲ့တဲ့သဘောထားအလဲလက်ရှိတဲ့တရားသူကြီးတွေက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအပေါ်စီးနီးရေးလုပ်ငန်းစဉ်တွေကိုတားဆီးနေကြတယ်လို့ Trump ကပြောပါရီ။ ICE agent တွေကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေလို့တန်တရားရှိသူတွေကိုအင်အားသုံးဖမ်းဆီးနေပြီးမျက်ရည်ကိုပုံးတွေအသုံးပြုနေတယ်လို့ကားတကားမှန်တွေကိုလည်းရိုက်ခွဲတာတွေပြုလုပ်နေကြောင်းသိရပါရီ။အဲ့လိုလုပ်ရက်တွေနဲ့ပတ်သက်လို့အဆင်ပြေရလားဆိုတဲ့မေးခွန်းကို Trump ကရွှေ့ပြောင်းနေထိုင်သူတွေကိုမောင်းထုတ်ရမှာဖြစ်တဲ့အတွက်အဲ့လိုလှုပ်ဆောင်တာအဆင်ပြေတယ်လို့ပြောပါရီ။ဇန်နဝါရီကအင်ပီရိုတို့ပြန်ရောက်လာပြီးတဲ့နောက်ပိုင်း Trump ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုကြီးမားတဲ့အတိုင်းအတာနဲ့နှင်ထုတ်နေပါရီ။ ိုက်ဆက်စည်းနွေးမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေအတွင်းအမေရိကန်နိုင်ငံတော်ကအထူးသဖြင့်ဒီမိုကရက်တို့ကြီးစိုးထားတဲ့မြို့တွေမှာမငြိမ်သက်မှုတွေဖြစ်ပွားနေပါသည်။ထရန့်ကလူမှုကြီးကြပ်ရေးနဲ့အကောက်ခွန်အေဂျင့်တွေကိုကူညီပေးရေးအမျိုးသားအစောင့်တပ်ဖွဲ့ချထားဖို့ကြိုးပမ်းလာကြောင်းပြည်နယ်တွေအများကြီးကအစိုးရကိုတရားစွဲဆိုမှုတွေလည်းရှိနေပါသည်။ထရန့်ဆိုရကလော့စ်အိန်ဂျလိစ်မှာ Federal တပ်ဖွဲ့ဝင်တွေချထားပြီးတော့ Portland နဲ့ Chicago မှာချမဲ့အစီအစဉ်တွေကို Federal တရားသူကြီးတွေကယာယီတားမြစ်ထားပါသည်။ ထရန့်ကသူ့ရဲ့လုပ်ပိုင်ခွင့်အာဏာထက်ကျော်လွန်လှုပ်ဆောင်နေတယ်ဆိုတဲ့ပြောဆိုမှုတွေရှိနေပြီးအမေရိကန်တဝန်ဘရင်အလုံးမရှိဆိုတဲ့ထရန့်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားနေတာပါ။ရာဇဝတ်မှုကင်းစင်ရေးမျိုးတွေနေချင်းစပွဲဖြစ်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ထရန့်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့အင်ဂျီယာမဲတွေကိုနှိမ့်နေတာဖြစ်ပါလေ။ထရန့်ကအမေရိကန်အနေနဲ့နိုင်ငံတကာကရွှေ့ပြောင်းနေထိုင်သူတွေကိုအကန့်အသတ်နဲ့ပဲလက်ခံဖို့ညွှန်ကြားထားပြီးလူပြူတွေကိုအတိအကလက်ခံဖို့ကြီးစင်နေပါသည်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1936ရာအတွင်း ကြာဆုံးသူနဲ့ဖန်ဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1936ရာတွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8429ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်ဆီးထိန်သိမ်းခံထားရသူ2900ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8313ဦးအထိရှိလာပြီဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အနာသိမ်းမှုကလာတွေတွင်စစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးတင်းထက်မှပြည်ယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်ထမ်းရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တာလင်ထမ်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်